လာပါရှင်ခစ်သစ် TV channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်အစိုးရကကုလသမဂ္ဂကအတိမတ်ပြုကြောင်းကြေညာချက်1992ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုမြန်မာနိုင်ငံ၏တဦးတည်းသောတရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂကအတိမတ်ပြုပါရယ်လက်ရှိမြန်မာနိုင်ငံအစိုးရအဖွဲ့ ဦးဝင်းမြင်2018ခုနှစ်မလ30ရက်နေ့မှစပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဒေါက်အောင်ဆန်းစုကြည်2016ခုနှစ်မလ30ရက်နေ့မှစပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဤနိုင်ငံသားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဖူရဲပါစာရွက်စာရန်တီ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့တွင်ကုလသမဂ္ဂတန်ခင်းတမန်ခင်းကျင်းဝင်းနှင့်ဆက်ဆံရေးရုံမှအထောက်အထားဖြင့်ထုတ်ပြန်ခဲ့သောငွေရင်းအစိုးရစာရင်းဖြစ်ပါသည် နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ဦးဆောင်မှုအောက်တွင်မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည်ဥပဒေကြောင့်အရလိုင်းနာဆောင်ရွက်စေခြင်းဖြစ်ပါသည်။ထို့ကြောင့်နိုင်ငံတော်၏ဂုံသိက္ခာနှင့်နိုင်ငံသူနိုင်ငံသားများ၏အကျိုးစီးပွားကိုမြှင့်တင်ရန်အတွက်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးသည်၎င်းတို့လက်ခံထားသည့်ကုလသမဂ္ဂဗရိညင်စာတမ်းအခန်း၄၏အပိုက်လေးတွင်ကြေညာထားသည့်တာဝန်များကိုလိုင်းနာရမည်ဖြစ်ပါသည်။ဆက်လက်ပြီးနိုင်ငံတကာရာဇဝတ်ရုံးကဝရမ်းပြေးတရက်ခန့်အဖြစ်လျှောက်ထားခံရသောမေအောင်လိုင်းတွင် ပြည်သူလူထုကိုကိုစားပြုမိရွှေကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိဘူး KNU ကပြည်သူများကိုထပ်မံအသိပေးတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဝရမ်းပြေးတရားခံအဖြစ်လျှောက်ထားခံရသောမေအောင်လိုင်းတွင်ပြည်သူလူထုကိုကိုစားပြုမိရွှေကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်းခရင်အမျိုးသားအစည်းအရုံး KNU ကပြည်သူများထံသို့တရားဝင်အသိပေးကြေညာပါတယ်။ လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU အနေဖြင့်လုံးဝဆန့်ကျင်ပြီးပြည်သူများအနေဖြင့်လည်းသမိုင်းတရခမ်းမဖြစ်ဖို့အထူးရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဆိုဟုသောကြွေးကြော်တမ်းဖြင့်ဆန့်ကျင်ရမည်ဖြစ်ကြောင်းစစ်ကောင်စီစစ်ကော်မရှင်ပြုလုပ်မဲ့လှုပ်လှက်မှုမရှိနိုင်ငံတကာအသိအမှတ်မပြုသောထောင်ချောက်ဆင်အထူးရောင်ရွေးကောက်ပွဲကိုကော်တူလေးနဲ့မြန်မာတပြည်လုံးရှိတိုင်းရင်းသားပြည်သူလူထုအားလုံးခံကွက်ဆန့်ကျင်ကြရန် KNU ကထပ်မံနှိုးဆော်ထားပါတယ် လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်မစစ်မမှန်အထုရောက်ရွေးကောက်ပွဲသာဖြစ်ကြောင်းပေါ်လွင်ထင်ရှားစေသည့်အချက်များတွင်ရွေးကောက်ပွဲကျင်းပရန်ခွင့်အာဏာမရှိသောသူပြုလုပ်သည့်ရွေးကောက်ပွဲသည်အထုရောက်သာဖြစ်ကြောင်းဥပဒေကြောင့်အရတရားမဝင်သောရွေးကောက်ပွဲသည်အထုရောက်သားဖြစ်ကြောင်းလွတ်လပ်မှုနှင့်တရားမျှတမှုမရှိသောရွေးကောက်ပွဲသည်အထုရောက်သားဖြစ်ကြောင်းပြည်သူလူထုစံနာမပါပြည်သူလူထုသဘောနှင့်ကိုက်ညီမှုမရှိသောရွေးကောက်ပွဲသည်အထုရောက်သားဖြစ်ကြောင်းစေမံသောနိုင်ငံရေးဖြည့်ရှင်ချက်မဟုတ်သောရွေးကောက်ပွဲသည်အထုရောက်သားဖြစ်ကြောင်း NUG ကပြည်သူများထံသို့အသိပေးပါရယ်။အရေးကြီးသောအချက်ဖြစ်သည့်ရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမှာမေအောင်လိုင်ဦးဆောင်သောစစ်တပ်ထံတွင်မရှိကြောင်းမေအောင်လိုင်နှင့်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှစတင်၍လက်နက်ဖြင့်အာဏာကိုလူယူခဲ့ပြီးပြည်သူလူထုကိုမတရားဖမ်းဆီးတပ်ဖြတ်ခြင်း၊လေကြောင်းတိုက်ခိုက်မှုများဘာသာရေးအစအဝန်နှင့်စာတင်ကြောင်းများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းများဇက်တိုက်ကျူးလွန်လျက်ရှိကြောင်းမေအောင်လိုင်နှင့်အပေါင်းအပါစစ်ဗိုလ်ချုပ်များမှနိုင်ငံတကာရာဇဝတ်တရားရုံးက ဝရန်တရခန့်အဖြစ်ရှောက်ထားခံရသူဖြစ်ကြောင်း KNU ကပြောဆိုပါတယ်။ထို့ဖြစ်၍ပြည်သူလူထုအပေါ်ရရက်ဆက်ဆက်ရာဇဝတ်မှုများကျူးလွန်နေသူအဖြစ်၎င်းဝရန်တရခန့်အဖြစ်ရှောက်ထားခံရသူဖြစ်၎င်းပြည်သူလူထုကိုစားပြုမည်ဆိုသည့်ရွေးကောက်ပွဲကိုဤသို့သောနိလန့်နှင့်မြကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်း KNU ကသဘောထားထုတ်ပြန်ပါတယ်။ ထို့ပြင်မရောက်လိုက်မှကောက်ကွယ်ရေးဦးစီးချုပ်အဖြစ်နိုင်ငံဝန်ထမ်းဖြစ်သူမှယာယီသမရယာရူးကိုပါလက်ကင်ထားပြီးဆောင်ရွက်မှုတို့မှဖွဲ့စည်းပုံအခြေခံဥပဒေကိုယနေ့တိုင်လိုသလိုအသုံးချပြီးလှုပ်ဆောင်နေသည့်အတွက်စစ်ပုံကံမှုနိုင်ငံတော်ကိုတစ္ဆာဖောက်ဖျက်ပုံခံခြင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုတမင်တကာသို့မဟုတ်ကြီးရွက်ချက်ရှိရှိဖြင့်ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကိုအထင်ရှားကျူးလွန်သူများပင်ဖြစ်ကြောင်း KNU ကထောက်ပြထားပါသည်။တောက်ပူနှင့်ငစောကိုအရောက်ပို့နေတဲ့ငမဲလုံး စောမဲလုံးကမင်းအောင်လိုင်းကိုအရောက်ပို့နေတာလားမေးရမလို့ဖြစ်နေပြီသူထွက်ရှင်းတဲ့အထဲတော်တော်အကဲဆက်တဲ့ပြောကြားချက်တွေပါလာတယ်ပထမတစ်ခုကထိုင်းနဲ့ဆက်ဆံရေးပုံဘလို့ဖြစ်ဖြစ်ထိုင်းရွေးကောက်ပွဲကနောက်နှစ်ဇန်နဝါရီအကုန်လောက်မှာဆိုတော့လက်ရှိအနုထင်အစိုးရကစကားစရွေးတူပြီးတဲ့အထိထိုင်းမှာတာဝန်ယူနေအောင်မှာပြီးတော့အနုထင်က အရင်အစိုးရမှာပြည်ထရေးဝင်ကြီးလာဝကနဲ့လျှက်စစ်ဌာနကိုပါကင်ရတာအဲ့ဒီတုန်းကမီးဖြတ်တဲ့ကိစ္စနဲ့အနုထင်မှာတော်တော်လေးခရက်ရိုက်ခံလိုက်ရတယ် အခုစော်မင်းထွန်းထွက်ရှင်းတာကအွန်လိုင်းလိမ်လည်တဲ့နိုင်ငံခြားသား69.500ကိုင်လုံးကထိုင်းကလာလာတယ်။ဒါပေမဲ့မြန်မာတဲကိုရောက်ပြီးလိမ်နေတဲ့ကာလတရှောင်းစစ်ကောင်စီကဗားထိုင်လုံးနေတာလေတုံး။အဲ့ဒီနေမျိုးတွေကစစ်တပ်လက်အောက်မှာလေအခုသူထွက်ရှင်းတဲ့အထာကထိုင်းမှာပဲတော်တော်များများတာဝန်ရှိတဲ့လောက်ပြတာ။ထိုင်းဆိုရနဲ့ဘလို့နေနေဆက်ဆံရေးကထိန်းထားရမှာကိုစော်မင်းထွန်းကလုံးဝကို69ကိုမှဒသမ5ကထည့်လိုက်သေးတာ။နောက်တစ်ခုကသုံးသွားတာကနေချားဆောင်တက်အမိခံတက်ဖွဲ့တချို့တွေ။ ်အမိန်ချစ်သူကြီးသဘောပေါက်ရဲ့လားသူတို့နဲ့မဆိုင်ဘူးတဲ့နော်နေချောင်းဆောင်တက်အဖြစ်တောင်အတိအမှတ်မပြူတော့တဲ့လေးတန်တွေဖြစ်နေပြီပြီးကြဒီလိုကြားဖြန့်ယုံတွေကိုဖြိုချဖို့တက်မတော်ကအသက်သွေးချွေးစတေးပေးဆက်ခဲ့ရတာလေသဘောက BTF နဲ့သူတို့တိုက်ပွဲတွေဖြစ်ပြီးမှဒီနေမြေတဲဝင်လာနိုင်ခဲ့ပါတယ်ပေါ့တဆုံးထဲတာတော့ချစ်သူကုန်တကယ်ဟာကကူမလာမှာကျမတဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လက်ချမ်းမြေကြပါစေရှင်